တနိုင်ငံလုံးရဲ့ကြေးရွာလမ်းအဆင့်မြင့်တင်တဲ့လုပ်ငန်းတွေကို2030ခုနှစ်အတွင်း80ရာခိုင်နှုန်း PC အောင်လှုပ်ဆောင်သွားဖို့အတွက်အမေရိကန်ဒေါ်လာ1.5ဘီလီယံရထားတယ်လို့ကြေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေသိရပါဗျ။ရန်တိုင်းစော်ဝင်းသတင်းပေးပို့ထားပါရရှင်။ကြေးလက်ဒေတာလမ်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်းပြီးကြေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမဟာဗျူဟာမူကြမ်းရေးဆွဲနေစေဖြစ်ပါတယ်။အဲ့ဒီမူကြမ်းအရကုန်ကျစရိတ်အမေရိကန်ဒေါ်လာ1.5ဘီလီယံကို ပြောင်းစုလွတ်တော်မှာအတည်ပြုချက်ရယူပြီးဘတ်ဂျက်တောင်းခံသွားမယ်လို့ဆိုပါတယ်။ဟုတ်ကဲ့15နှစ်ကာလမှာကျွန်တော်တို့အဓိကကြီးမှန်းကြတော့15နှစ်အတွင်းမှာဒီမြန်မာနိုင်ငံမှာရှိတဲ့ရွာတွေရဲ့80ရာခိုင်နှုန်းကကျွန်တော်တို့ဟိုရာသီမြေတော်လာနေတဲ့လမ်းအဆင့်ဖြစ်အောင်ရည်ရွယ်တာပေါ့နော်။ရည်ရွယ်အဲ့ရည်ရွယ်ပြီးတော့အဲ့ဒီအဲ့ဒီ plan နဲ့ကျွန်တော်တို့ကသွားတယ်။သွားတဲ့အခါမှာကျွန်တော်တို့ကခုနကပြောတဲ့ CRM ပေါ့ core real road network ဆိုတာကျွန်တော်တို့တရွာတလမ်းမဖြစ်မနေရှိရမယ်။အဲ့လိုမရှိတဲ့ရွာတွေကိုကျွန်တော်ဘယ်တော့ဦးစားပေးနေသွားမယ်။ရှိတဲ့ရွာတွေကိုကြတော့ လိုအပ်တဲ့အဆင့်တွေကိုမြင့်ပေးမယ်။မရှိတဲ့ရွာတွေကိုတော့ရှိအောင်လုပ်ပေးမယ်။အဲ့ဒါတွေက2030မှာလုံးဝရာသီမြေသွားတိုင်းနဲ့အဆင့်ဖြစ်သွားမယ်80%ခန့်လို့။အဲ့ဒီမူကျန်အပီးတက်ဖို့အတွက်ကြံ့ကြံ့ရယူတဲ့လုံးဝဆုံးလုံးပဲကိုတက်ရောက်လာတဲ့တွတ်တော်ကိုယ်စားလှယ်အများစုကလက်ခံပေးမယ်။လိုအပ်ချက်တွေရှိနေသေးတယ်လို့ဆိုပါတယ်။မူကျန်ရေးဆွဲတော့ကတွတ်တော်ကိုယ်စားလှယ်တွေကိုအတိပေးခြင်းမရှိဘူးလို့လည်းဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံအတွင်းမှာလမ်းမဆက်သွယ်ရေးအခက်အခဲတွေဟာစီးရဲနှောမမှုချောချာရေးလုပ်ငန်းစဉ်တွေအတွက်အဟန့်အတားဖြစ်နေတယ်လို့ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်စက်မှုလက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးကဆိုပါတယ်။ နောက်တစ်ခုကပါလဲဆိုတော့လမ်းကိုခင်းသွားတယ်ခင်းသွားပြီးရင်လမ်းဆိုတာနှစ်စင်အသုံးပြုနေတဲ့အတွက်ပျက်စီးမှုဆိုတာရှိမှာပဲအဲ့တော့စပြီးတော့ဒီစဉ်းစားကလေးကိုကလည်းနှစ်စင်ပြုမြင်ရမယ်ဒီ maintenance ဆိုတော့လမ်းဖြစ်စီတရားဖြစ်စီအဲ့ maintenance ကိစ္စတွေကိုလည်းထည့်သွင်းစဉ်းစားသွားကြလို့အရေးကြီးပါတယ်ကျေးလက်လမ်းများဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမဟာပြူဟာမူကြမ်းကိုရေးဆွဲဖို့အတွက်ဘိုးကောမဒီအစည်းအဝေးနှစ်ကြိမ်ခေါ်ယူဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ် အဲ့ဒီမူကြိုင်ကို2016ခုနှစ်ဖေဖော်ဝါရီလကတည်းကရေးဆွဲထားပြီး2019ခုနှစ်မတ်လအတွင်းမှာပြီးသက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရင်နိုင်ဆုံးပါ